မဲမင်္ဂလာပါကီတူဆက်ဆက်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာမျှော်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဖုန်းတစ်လုံးနဲ့ကိုသုံးပြီးတော့နေ့စဉ် AI ကနေပြီးပုံတွေကိုကိုလိုချင်သလောက်ကိုလိုချင်တဲ့ပုံတွေကို free ထုတ်လို့ရနိုင်မယ် Leonardo AI ဆိုတဲ့ image generator AI image generator လေးကိုပြောပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဒီဗီဒီယိုလေးကိုမစခင်ပါကျွန်တော်ရဲ့ channel လေးမှာဆိုရင် AI နည်းပညာနဲ့နည်းပညာဘူးသုတတွေအချက်လက်တွေတည်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 တဲ့ချောင်းအရာတွေကိုပုံမှန်မျှဝေပေးနေတဲ့ channel လေးဖြစ်တာကြောင့် channel လေးကို subscribe ပြုလုပ်သွားပေးဖို့လို့တွဲတောင်းဆိုလိုက်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုစလိုက်ရအောင်အဲ့ Leonardo AI ကတော်များများလဲတည်ပြီးသားဖြစ်မှာပါမတည်သေးတဲ့လူတွေအတွက်မျှဝေပေးခြင်းဖြစ်ပါတယ် computer နဲ့လည်းသုံးလို့ရပါတယ် phone မှာလည်း browser နဲ့သုံးလို့ရပါတယ်ခုဗီဒီယိုမှာတော့အဲ့တော့ Play Store ကနေပြီးတော့ application လေးနဲ့တောင်းပြီးသုံးတဲ့နည်းလေးကိုမျှဝေပေးသားမှာဖြစ်ပါတယ် ူကနေ့စဉ် free credit တွေလည်းပေးလို့တော်တော်များများပုံကိုနေ့တိုင်း free သုံးလို့ရပါတယ်။အဲ့တော့ဒီကရတဲ့ပုံတွေကိုကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုရင်ကိုယ့်ရဲ့เนาะ Facebook တွေ TikTok တွေ YouTube တွေမှာ content တွေဖန်တီးတဲ့နေရာမှာဒီပုံတွေကိုထည့်ပြီးသုံးလို့ရပြီးတော့ online ကနေဝင်ငွေတွေများစွာရှာလို့ရမှာဖြစ်ပါတယ်။အဲ့တော့နောက်တစ်ခါတခြားနောက်တစ်ခါတခြား graphic designer တွေအနေနဲ့လည်း t-shirt တွေဖန်တီးတာတွေတခြားနော်ပုံတွေနော်ကိုယ့်ရဲ့ graphic content တွေကိုလည်းဒီကနေလွယ်တကူ AI နဲ့ဖန်တီးလို့လည်းရပါတယ်နောက်တစ်ခါဒီ AI ပုံတွေကိုသုံးပြီးတော့ story တွေကလေးပုံမြင်တွေကလေးပုံမြင် video တွေဒီ image တွေတစ်ဆင့်နောက်တစ်ခါထပ်ပြီးတော့ image to video စသဖြင့်အများကြီးသုံးတက်ပြီးတော့ကိုယ့်အတွက်တော့ idea ရှိရင်ရှိတယ်တော့ပတ်စံရှာလို့ရနိုင်တယ်အဲသုံးတဲ့တဲ့ AI tool တွေခုဖြစ်ပါတယ်အဲ့တော့လွယ်တကူပါပဲ Play Store ကနေပြီးတော့ install လုပ်လိုက်ရုံပါပဲနော် အဲဆိုရင်ခဏလေးဆောင်းလိုက်ရင်ကိုဖုန်းလေးကိုရောက်သွားမှာဖြစ်ပါတယ်။ install လုပ်ပြီးသွားပါပြီ။ install လုပ်ပြီးသွားရင် open ဆိုတာလေးနှိပ်ပြီးဖွင့်လိုက်အောင်ပါ။ open လုပ်ပြီးသွားရင် install လုပ်ပြီးသွားရင် open နှိပ်လိုက်ပါ။နှိပ်လိုက်ပြီးရင်အကောင့်လေးဖွင့်လိုက်ပါ။အကောင့်ဖွင့်လိုက်မှနေစဉ် free credit တွေရမှာပါ။ဒီဘက်အပေါ်တောင်းက Leonardo ဆိုတဲ့ logo ဒီစိမ့်လေးကိုထောက်လိုက်ပါ။ ထောက်လိုက်ပြီးရင် sign up or login ကိုကိုမှအရင်တော့အကောင့်ရှိပြီးသားဆိုရင်တော့ဒီကနေ login လောက်အောင်ပေါ့နော်ကိုကအသစ်ဆိုရင်တော့ sign up လောက်အောင် Gmail နဲ့အဲနော်ဒီမှာအဲ့တော့ Microsoft နော် Apple အကုန်လုံးလို့ရအလွယ်တကူလူတိုင်းရှိရဲ့ Gmail လေးကိုနှိပ်လိုက်ပြီးတော့ sign up with Gmail ဆိုရင်ကိုသုံးမဲ့ Gmail လေးတစ်ခုကိုရွေးပေးလိုက်ပါဒါဆိုလို့ရှိရင်တော့အဆင်ပြေသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ account တစ်ခုကိုရွေးပေးလိုက်ပါမယ်ပြန် continue ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ဒါဆိုရင်ရတော့ပါပြီ။နော်။ အဲ့တော့ဒီမှာကိုက user name ဆိုပြီး name လေးတစ်ခုထည့်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ user name ထည့်လိုက်ပါမယ်ကိုရဲ့เนาะ name လေးတစ်ခုပေးလိုက်ပါပေါ့เนาะဒီမှာဆိုရင် key success ဆိုပြီးတော့မရပါဘူးမရဘူးဆိုတော့ဒီမှာတော့ number လေးထည့်ကြည့်လိုက်ပါ အဲ့ဆိုရင်တော့ရသွားပါပြီ။နောက်ဒီလိုစိမ့်သွားပြီဆိုရပြီဆိုလို့ရှိရင်ပြီးတော့အောက်ကသူကသူ့ရဲ့စာပေးလေးပေါ့နော်။သူကဘာတွေကြိုက်လဲပါလဲဆိုတော့လေးဖြည်းဖြည်းပေးရအောင်လို့နော်။အဲ့လေးရွေးပေးလိုက်ပေါ့နော်။ဥပမာ education တို့ပေါ့နော်။အဲနောက်တစ်ခါစီ stock image တို့ဒါတွေကြိုက်တယ်ပေါ့နော်။အဲဒါလေးတနည်းလို့ရှိရင်ဒီမှာ allowance တစ်ခုဒီပေါက်လေးတစ်ခုအစိမ့်လေးလုပ်ပေးလိုက်ပြီးရင် guest status ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ခဏလေးစောင့်လိုက်ရင်ရပါပြီ။ guest status ဆိုတာလေးကိုနှိပ်လိုက်ပါ။ အဲဒီအောက်ကဒီဟာ row တစ်ခုကိုရွေးခိုင်းတာလေးကိုရွေးပေးရပါမယ်နော်ဒီထဲကတစ်ခုကိုရွေးပေးရပါမယ်အဲကိုကပါလဲပေါ့နော်အဲ့တော့ enthusiasm ဆိုတာလေးကိုရွေးလိုက်ပါမယ်ကိုက personal view တစ်စမ်းသုံးနေတာဆိုတော့နော် AI စမ်းသုံးနေတဲ့လူအနေနဲ့ရွေးလိုက်ပါမယ် professional လို့မရွေးတော့ပါဘူး okay start တက်ပေးလိုက်ရင်ရပါပြီခဏလေးစောင့်လိုက်ပါရပါပြီနော်ဒါဆိုရင်ပုံလေးထုတ်လို့ရပါပြီနော်အဲ့တော့ဒီမှာ image အောက်မှာရှိတဲ့ home ရယ် image ချန်ရယ် ဟုတ်ရဲ့ image ရဲ့ my library ရဲ့ဆိုပြီးတော့ရှိပါတယ်။နောက်နောက် move มาလဲဒီမှာနှိပ်ချလို့ရပါတယ်။အဲဒီမှာနော်။ဟုတ်ပြီ။ Okay ။အဲ့တော့ဒီမှာဆိုရင်ဒါက subscription နဲ့လည်းဝယ်သုံးလို့ရပါတယ်။အဲ့တော့ကျွန်တော်ကဒီမှာ image generation ဆိုတာလေးကိုနှိပ်လိုက်ပါတော့။အဲ့တော့ဒီမှာကသူ့ရဲ့ model တွေကိုရွေးရတာဖြစ်ပါတယ်။နောက်ဆုံးပေါ်နောက်ဆုံး update ဖြစ်တဲ့4.1.0ဆိုတာ ਨੇ အများဆုံးထုတ်တာကောင်းပါတယ်။ ါလေးကိုထောက်လိုက်ဒီမှာ model တွေရွေးလို့ရပါတယ်4နဲ့1.0.9 enemy နော် cinematic ပုံစံလား concept အဲ့လားဒါလေးထောက်ပြီးထောက်ကြည့်ပြီးတော့ပြောင်းလဲလုပ်ပြီးကိုယ်ပုံတွေကိုထုတ်ကြည့်လို့ရပါတယ်အဲ့ဒါဒီမှာ4နဲ့1.0ဆိုတာလေးကိုရွေးလိုက်ပါမယ်အဲ့ဒါဒီနေရာမှာ prompt ကိုရိုက်ရပါမယ် ဒီနေရာမှာ pro ကိုရိုက်ရပါမယ် pro ကတော့အင်္ဂလိပ်လိုရိုက်ရမှာဖြစ်ပါတယ်ဒါကိုလည်းမြန်မာလိုရိုက်ပြီးအင်္ဂလိပ်လိုပြောင်းနေတယ်ဆိုလို့ရှိရင်အဲတော့ Google ရဲ့ Gemini AI ဒါမှမဟုတ် ChatGPT မှာသွားသုံးလို့ရပါတယ်ကျွန်တော် ChatGPT နဲ့သုံးပြီးတော့လုပ်ပြပါမယ်အဲ့တော့ ChatGPT ကိုတစ်ချက်သွားလိုက်ပါမယ်ဟို sorry ဒီက Google Gemini နဲ့လုပ်ပြပါမယ် Gemini ကိုတစ်ချက်သွားလိုက်ပါ AI chatbot တွေမှာအကုန်လုံးတူတူလုပ်ပြလို့ရပါတယ်အဲ့တော့ Gemini နဲ့ဝင်လိုက်ပါမယ်။ဝင်လိုက်ပါ။နော်။ Gemini AI နဲ့ဝင်လိုက်မယ်။ မလိုက်ပြီးတော့ဂျမင်နိုင်ထဲမှာမှာဂျမင်နိုင်သူဂျမင်နိုင်မှာကျွန်တော်ဒီချက်ပါလေးမှာချက်ပေါက်လေးမှာအဲဒီချက်ပေါက်လေးမှာနော်ပုံလေးရေးပြလိုက်ပါမယ် right give me a right a prompt လို့ရေးလိုက် right a prompt to AI image generator to create an image of a young cartoon man presenting at Shuchu Studio. ရောရေးခံလိုက်ပါပြီ အဲ့ဒါပရောရေးခိုင်းတော့ပရောမရေးဘဲနဲ့သူကပုံကြီးထုတ်နေနော်အဲဒါပုံထုတ်တဲ့နည်းပေါ့နော်ဒီဗီဒီယိုကလည်းအရင်ကျွန်တော်ဗီဒီယိုတွေနော်အခုကဲကြမနိုင်နဲ့ဗီဒီယိုလုံနည်းလေးဗီဒီယိုမှာရှိပါတယ်ပုံထုံနည်းဗီဒီယိုမှာနော်အော်ဒီမှာနော်အဲပြန်ပြီးတော့ရေးလိုက်ပါနော် get me a prof pro santa for above with the above ms ဆိုပြီးတော့ပရမေကြီးပြန်ရေးခိုင်းလိုက်ပါမယ်။ EI ဆိုတော့နားလည်းမူလွဲတက်တယ်။တစင်ချင်းကြီးပြန်ပြီးတော့ခိုင်းရအရင်မှာ print ရသွားတယ်နော်။အဒီအရလေးကိုထောက်ပြီးတော့ကျွန်တော်ဒီ print လေးကို copy selected ဆိုပြီးတော့ copy ကူးလိုက်မယ်။အဲဟုတ်ပြီ။ဒါလေးကို Leonardo EI မှာကျွန်တော်သွားပြီးတော့ထုတ်ခိုင်းပါဘောနော်။ Leonardo EI လေးကိုသွားလိုက်မယ်။သွားလိုက်ပြီးတော့ type စီ print ဆိုတဲ့နေရာလေးကိုရိုက်လိုက်မယ်။ paste လုပ်လိုက်ပါဘောနော်။ရိုက်လိုက်မယ်။အဲ့တော့ရိုက်ပြီးရင်ဒီမှာတခါသုံးလို့ရှင်သူက print နော်ဟိုပါဘောနော်။ ဒီ credit 20ကုန်လေ credit ကဒီနေ့ကို100 free ရတယ်ဒီနေ့က5ပုံ free ထုတ်လို့ရအဲ့ဒါလေးကိုနှိပ်လိုက်တာ ਨੇ ခဏလေးစောင့်ရတာ ਨੇ ပုံထွက်လာမှာဖြစ်ပါတယ်အပေါ်ကသူကတစ်ခါထုတ်လို့ရှင်သူက၄ပုံထွက်လာမှာအဲ့ဒါကိုကြိုက်တဲ့ပုံကိုတောင်းလို့ရတယ်၄ပုံလုံးတောင်းပြီးသုံးလို့လည်းရတယ်ဒီဇိုင်းမျိုးနဲ့နည်းနည်းလေး꽌ပုံလေးထွက်လာဟိုးဟိုးအဲ့ဆိုရင်တော့ရတာပါပြီနော်အဲ့ဒီပုံလေးကိုထောက်ပြီးတော့ เนาะတောင်းလို့ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ကို ဖုန်းလေးကို ရောက်သွားမှာ ဖြစ်ပါတယ်ဟုတ်လားတောင်းလို့ဆိုတာနဲ့ကိုဖုန်းလေးကိုရောက်သွားမှာဖြစ်ပါတယ်ဟမ်အဲ့ဒါရန်ကိုဆင်ပြေပါတယ်အဲ့တော့ဒီမှာ setting ဆိုတာလေးကိုရှိပါတယ်ဒီ setting ဆိုတာလေးကိုတစ်ချက်ကြည့်လိုက်အောင်ဒီ setting ထဲမှာပုံရဲ့ ဟိုဟာတွေကိုရွေးထားလို့ရတယ်နော်ဒီမှာခုန 1s to 1 site ပဲမှာမပြောလိုက်လို့နော် 6s to 9 site ဆိုရင်ဒါ YouTube site အဲဒီမှာ more တခြား site တွေရှိသေးရယ်နော်ဒီမှာရှား site တွေကိုရွေးပြီးတော့ setting ထဲမှာ site တွေကိုကြိုက်တဲ့ site ရွေးထားလို့ရပါသေးတယ်နော်ပြီးတော့ number of image ကိုလည်းဒီမှာသတ်မှတ်ထားလို့ရတယ်တပုံထုတ်ပါလားတပုံထုတ်ပါလားသုံးပုံထုတ်ပါလားဒါလည်းတပုံတပုံသုံးပုံပဲထုတ်တာတော့ free မှာမရဘူး premium မှာမှရမယ်၄ပုံဆိုတော့ဒီခါလေး၄ပုံထုတ်ပါဦးနော် ဟုတ်ကဲ့အဲ့ဒါလေးကဒါလောက်ထားလို့ရပါတယ်အဲ့တော့ဒီပုံလေးကိုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ Leonardo AI မလုပ်ဘူးတဲ့လို့ဆိုရင်ပုံလေးကိုစမ်းပြီးတော့ကိုကြတဲ့လို့ထုတ်ကြည့်ပါ in pro နေကိုလည်း AI ကိုရေးခိုင်းကြည့်ပါပမာလိုလည်း AI ကိုရေးခိုင်းပြီးတော့မှပြီးတော့မှ translate this image ဆိုပြီးတော့ဒီပုံကိုပုံဟိုပမာလိုကနေအင်္ဂလိပ်လိုပြောင်းခိုင်းလို့ရပါတယ်နော်အဲ့တော့ pro ရေးနည်းတက်တက်ကျွန်တော်ဗီဒီယိုတင်ပေးပါမယ်ပုံလေးအတွက် pro ဘယ်လိုရေးရလဲဆိုတော့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံး ဒီဗီဒီယိုလေးကိုသဘောကျတဲ့ like လုပ်ခဲ့ပြီးပါ channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျေးဇူး